အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ CE Signal Group ရဲ့သတင်းတောက်တယောက်ထည့်သွင်းပြီးလို့စုံစမ်းစစ်ဆေးခံရပြီးယာရုကနေနှုတ်ထွက်သွားတဲ့ American မျိုးသားလုံခြုံရေးကြံပေး My Words ကိုကုလသမဂ္ဂဆိုင်ရာအတမ်းအဖြစ်ခံဖို့ American သမ္မတ Donald Trump ကပြောကြားလာတဲ့ဆိုတဲ့သတင်းမှာအမျိုးသားလုံခြုံရေးကြံပေး My Words ကတာဝန်ကနေနှုတ်ထွက်သွားပေမဲ့သမ္မတ Trump ကတော့သူ့ကိုကုလသမဂ္ဂဆိုင်ရာအတမ်းအဖြစ်ခံဖို့စီစဉ်နေကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ် ဂျာကာလာမှာအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးတာဝန်တွေကိုနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကထံဆောင်မှာဖြစ်ပြီး My Watch ကိုကုလသမဂ္ဂဆိုင်ရာတန်အမတ်ဖြစ်ခံဖို့အတွက်အထက်လွှတ်တော်ကအတည်ပြုပေးဖို့ပဲလိုပါတယ်လို့ထရန်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ် my was ကိုကုလသမဂ္ဂဆိုင်ရာတာအမတ်ဖြစ်ခံရမယ်လို့ကြေညာရတာအရန်ဝန်တာမိပါတယ်။သူဟာအမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ရှင်ရမ်းမာရောကွန်ကရစ်ထဲမှာပါအမေရိကန်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးစ조사ပြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။နောက်ထပ်တာဝန်အတွက်လည်းအလားတူပဲ조사လိုက်မယ်ဆိုတာသိပါတယ်။လက်လက်သွားတဲ့အမျိုးသားလုံခြုံရေးအကြံပေးတာဝန်တွေကတော့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကထမ်းဆောင်သွားမှာဖြစ်ပါတယ်လို့သမ္မတထရန့်ကဆိုပါတယ်။ ဝါစာပြီးခဲ့တဲ့မလာကရေမမဟိုတယ်ရဲ့ပြင်မှတ်တွေကိုစီးရေးတိုက်ခိုက်ဖို့အစီအစဉ်တွေနဲ့ပတ်သက်ပြီးထိုင်တန်းသမျိုးသားလုံခြုံရေးအရာရှိတွေဆွေးနွေးတဲ့ signal group တွေသတင်းတောက်တယောက်ကိုမှာရင်းစွာထည့်သွင်းမိတာပါဒါနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခံရပြီးနောက်သူကိုယ်တိုင်တရားဝင်နှုတ်ထွက်ကြောင်းထုတ်ပြန်လာခဲ့တာပါ Trump ဟာ Wasco လေးစားတာကြောင့်သူ့ကိုဒီအတိုင်းနှုတ်ထွက်သွားရတာမျိုးမဖြစ်စေချင်လို့ကုလသမဂ္ဂဆိုင်ရာ American တန်အမတ်လိုမျိုးအစစ်မြစ်နဲ့ယာရုပေးရဖို့ပြောတာဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှင်းနေခဲ့ပါရဲ့ရှင်။ ကျမနွယ်နွယ်ပါ